Do anything with my name. Let's see you live. Let's see you. I'll be ကျွန်တော်ဒီမာရှယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲကျွန်တော်တို့ဒီမှာအပေါ့ဖင်ရှိမယ်ဖြစ်ပေါ့ဖင်ရှိမယ်လော်ဝေးရှိမယ် MMA ရှိမယ်ပေါ့နော်ကျွန်တော်တို့ကနောက်ပိုင်းနေလဲတခြားအခြေအနေထပ်ထည့်ဖို့လဲကျွန်တော်တို့စီစီနေရဲပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလေးဒီအဲ့ဒီအခြေခံမာရှယ်ပလေးကိုကျွန်တော်ဒီမှာပြသပေးနေရဲပေါ့နော်ကျွန်တော်ကကျွန်တော်မှရှိရဲဒီအသိပညာတွေကိုကျွန်တော်ပြန်ကျွန်တော်လေ့လာထားခဲ့သမျှခုနှစ်နှစ်တာလေ့လာထားခဲ့သမျှကိုကျွန်တော်ပြန်ပြီးပြဝေပေးခြင်းတယ် အဲကျွန်တော်တို့တွေဒီအဲချန်ပီယံမဖြစ်နိုင်တော့သိကြတယ်ဒါပေမဲ့ကျွန်တော်တို့ကချန်ပီယံဖြစ်အောင်လုပ်ပေးလို့ရတယ်စ조사ခြင်းလည်းရှိမယ်လို့ဘာလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်နိုင်လေ조사နေရလို့ဖြစ်တယ်ပြီးရင်조사နေရလို့အရှင်ချင်းကျွန်တော်တို့ဒီမှာဟိုပြောရရင်ဗျာဒီမှာကျွန်တော်ကကလပ်မှာကျွန်တော်ဆရာဆိုတာထက်ကျွန်တော်ကတကယ်ညီကိုလိုပဲကျွန်တော်ကစီနီယာဂျူနီယာပဲရှိတယ်ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ဒီမှာအတင်းအချင်းချင်းပြန်ပြန်နေမိကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွားကြတယ်ပြောဖို့ကောင်းပါတယ်ကျွန်တော်တို့ဒီမှာလေဒီကစားနေရကျွန်တော်တို့ကဒီမှာကအရန် training ဖြစ်နေတာဆိုတော့လေပြောရလို့ချင်းလူကြိုက်လည်းများတယ်ပြီးရင်ဒီ ဟိုအဓိကကတော့ဟိုကောင်လာအန်ဆန်အကြောင်းပေါ့နော်အမ်သူကစားခဲ့တဲ့ဒီအစားပြိုးခဲ့တဲ့မျိုးစီလေး MMA ဆိုတဲ့မျိုးစီလေးကကျွန်တော်ဒီမှာကြီးထွားနေပြီပေါ့အဲအဲ့ဒါကြောင့်လည်းကလေးတွေအများကြီးအစိတ်ဝင်စားမှုကျွန်တော်တို့တော့ထပ်ပို့ပြီးတော့မြင့်တက်လာတယ်ပေါ့နော်ဒီနေ့ပိုင်းနေမှာပေါ့ ကလေးတွဲဆိုင်နေဆိုတာထက်ပေါ့နော်လူငယ်တွဲဆိုင်နေပေါ့နော်ဟုတ်အဲ့ဒါကလေးတွဲဆိုင်ရတာအခုမှစထဲတာပေါ့နော်ကျွန်တော်တို့အရင်တစ်ခေါက်လောက်ခဲ့တဲ့နောက်ဆုံးလောက်ခဲ့တဲ့ဟာတွေကထဲတယ်အဲ့တော့ကျွန်တော်တို့တွဲဟိုတွဲဆိုင်ရှာမယ်ရလို့ကျွန်တော်တို့ဒီကကလေးနှစ်ယောက်ကိုပဲစပါရင်တွဲကန်လိုက်တာပေါ့နော်ဒါပေမဲ့အခုတစ်ခေါက်တွဲဆိုင်ရှာလို့ရရဲဆိုတော့ဟိုအဆင်ပြေသွားတာပေါ့တခြားကလေးဆိုလို့ကျန်တဲ့အခု3ရက်မီတန်လကားထဲမှာထိုးနေကြတဲ့ကလေးတွေအဓိကကြာကျွန်တော်တို့က3ရက်မီရဲ့လူကြီးပွဲ Hasparin ကျွန်တော်ဒီမှာကောင်းတဲ့ကလေးတွေကို performance ကောင်းတဲ့ကလေးတွေအကုန်လုံးကျွန်တော်တို့က3ရက်မီပွဲကြီးကိုပို့တယ်အဲ့ဒီမှာကျွန်တော်ရှင်းပြခိုင်းတယ်ဆိုလဲအခု အခုအမှဆိုလို့ရှိရင်အဲအမှဒီမှာပဲတိုးပြီးတော့ပဲကျွန်တော်တို့အမှအခုလက်ရှိ3ရက်မြန်မာတံမဲရတဲ့ကာလမှာရှိနေပါပြီဗျာဟုတ်ဟုတ်အမ်2ယောက်ကတယောက်ကတော့တယောက်ကတော့ကျွန်တော်တို့ဒီ 1990s MMA ကပေါ့နော်ဒီရန်ကုန်ကပဲနောက်တစ်ယောက်ကတော့ကျွန်တော်မန်မန်ကလေးတိုင်းပေါင်းမြန်ကလေးဒိုယူရကလပ်ကပေါ့နော်ဟုတ် ျွန်တော်တို့ကတော့အရန်ဟိုအရန်ဝမ်းသာတာပေါ့ကျွန်တော်တို့ရောကထက်ကိုကျွန်တော်တို့ရောကထက်ကိုတကယ်တော့ဒီ MMA ကကျွန်တော်တို့ကျွန်တော်တို့ရောကထက်အများကြီးဒီမှာဖွံ့ဖြိုးနေပြီဗျာအဟိုနိုင်ငံရားလိုမျိုးတခြားနိုင်ငံတွေလိုမျိုးကကျွန်တော်တို့ live မလုပ်နိုင်တာနေမယ်ဒါပေမဲ့အရင်တော့တော့ပိုဖွံ့ဖြိုးနေပြီအခုအခုဆိုရင်ဗျာကျွန်တော်ဒီလိုပြန်ဟိုပြိုင်ပွဲတွေစနစ်တကျပေါ်ပေါက်လာတယ်ပြီးရင်ကျွန်တော်တို့လိုမျိုးဒီလို MMA gym တွေအပေါ်ပေါက်လာကျွန်တော်တို့ကဆိုလို့ရှိရင်ပွဲလဲရှားတယ်ပြီးရင် club လဲရှားတယ်ဆိုတော့ကျွန်တော်တို့ကအဲအပြဿနာလေးတွေရှိခဲ့တာပေါ့နော် တော့အခုကတော့အရင်တော့မဟုတ်တော့အများအခွန်အမ်းလေးလည်းပိုးပြီးရှိလာပြီဆိုတော့လေဟုတ်ကလေးတွေကောင်းလာတော့ပြီဟုတ်အခြေခံကျမ်းမာရေးကတော့ကျွန်တော်တို့ကဘာလို့လိုရလဲဆိုတော့ဟိုအဓိကကတော့ကျမ်းမာရေးကောင်းမွန်တယ်လို့ခြေလိုက်ရင်ကဆုံးလို့ရှိရင်ဟဲ့ပြီပေါ့နော်အဓိကစူးစမ်းရင်းလေးရှိရမယ်ကိုကဥမာကျမ်းမာရေးရစောချင်တာလားဝါသနာပါလို့လားဒါမှမဟုတ် professional အထိသွားချင်တာလားဆိုတော့ကိုကိုကိုလည်းသိရမယ်ပေါ့နော်အဲ့လိုမျိုးတုံချင်တယ်အဲ့ဒါအဲ့ဒါလေးသိရင်ရပါပြီဟိုလိုမျိုးကြီးကျွန်တော်တကူတကကြီးဓာရှိမှတည်းရဟွာရှိမှဆိုမျိုးအရင်မရှိပါဘူးဟုတ် လေးလေကျွန်တော်တို့ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကလေးကိုတင်ညာမှုပိုင်းနဲ့ပတ်သက်ပြီးတော့လေကလေးတွေကလည်းအဲကျွန်တော်တို့ပြောသားကလည်းနားထောင်တယ်အယူသေးသေးလေးရှိဒီမှာကျွန်တော်ကတင်ညာမှုတစ်ခုကဟို physical နဲ့မဟုတ်ဘူးဗျာကျွန်တော်တို့ကဒီ Monday ဘက်မှာစိတ်ပိုင်းဆိုင်ရာဘက်မှာကျွန်တော်တို့လေ့ကျင့်ပေးတာဆိုတော့ဒီမှာကလေးတွေကလည်းအဆင်ပြေပါတယ်အဲ့ဒါတွေနဲ့ဆက်ဆက်တယ်ဆိုတော့မရှိဘူးပေါ့နော်အဓိကကဘာလဲဆိုတော့ဟိုကျွန်တော်အရင်ဆုံးပြောချင်တာတချို့ကဒီ marshal တစ်ခုတင်လိုက်ပြီဆိုလို့ရှိရင်ဥမာကျွန်တော်ရင်းတော့လူကြီးတွေပြောရလေကျွန်တော်တို့ဟိုဟိုဘယ်လိုခေါ်မလဲစိတ်ချမ်းကိုချမ်းဖြစ်သွားမယ်လို့အဲသူမျိုးအနိုင်ချင်းမယ်တကယ်တော့မဟုတ် marshal ကကျွန်တော်တို့က လေးလာလေးပုံနေနေလေးပဲနူးညံ့နေဗျတကယ်တမ်းလေးလာခြင်းလေးသူက Marshall Act လို့ရအတိုင်းပဲတကယ်အမှုပညာတစ်ခုပေါ့နော်ကျွန်တော်တို့အဲ့လိုခံစားပြီးတော့လေ့ကျင့်နေဒီမှာတင်ညာပေးရပြီးရင်အဓိကအဲ့ဘူလီလောက်ခံတဲ့ကိစ္စတွေမှာလည်းဟိုဘယ်လိုခေါ်မလဲဒါတွေကဥပမာပေါ့နော်ကိုယ်ကပညာရတစ်ခုတက်ထားမယ်ဆိုလို့ရှိရင်အဲ့ကလေးဒီအဲ့လိုဘူလီလောက်ခံတာဆိုရအကြောင်းမရှိဘူးပေါ့နော်အဲဒါအခြေခံအကြအောင်အချက်ပေါ့နော်ဒါဒါဒါကျွန်တော်ကလေးအတွင်းနဲ့ကျွန်တော်ပြောပြရတယ်ဆိုတော့ပြီးရင် ပညာအဲ့ပညာရဲ့ကိုတက်သွားတဲ့လူတွေလည်းကျွန်တော်ဘူလီပြန်မလုပ်ဖို့တဲ့ကျွန်တော်တို့ကဒီမှာကလေးတွေကိုဒီ character ဘိုင်းအစကျွန်တော်တို့ကဒီမှာပြန်သင်ပေးတယ်အဲပြီးရင်တို့ဟိုဒီပညာရဲ့ကိုဒီပြန်ရဲ့ကိုတက်ပြီးွားရင်လူတယောက်က humble ဖြစ်ကြမယ်ပြီးရင်ကျွန်တော်တို့ကဒါ humble ကျွန်တော်နှိမ့်နှိမ့်ချတတ်ကြမယ်ပြီးရင်စိတ်ရှိတိကျတတ်ကြမယ်ဆိုတဲ့အချက်တွေအဲ့အခြေခံအချက်တွေနဲ့ကျွန်တော်တို့ကဒီမှာဒီ mental ဘိုင်းမှာကျွန်တော်တို့အဲ့လိုသင်ပေးတာပါနော် ဒီ MMA ကြီးကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတကယ်ကိုအဲတကယ်ကိုကျွန်တော်တို့ဒီဟိုရင်ရက်ပို့ပြီးတော့ကျွန်တော်ထုံးကနေပြီပေါ့နော်ဆိုတော့စိတ်ဝင်စားမှုလည်းမြင့်တက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအဲကျွန်တော်တို့ ਨੇ ဟိုကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုကျွန်တော်တို့ကတော့ဒီ MMA နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာတလောင်းတနေရနေအများကြီးကူညီနေရုံမှာပဲလေဆိုတော့ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးအချိန်မီးကျွန်တော်တို့ ਨੇ လည်းဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဟိုတကယ်ကိုဒီ MMA ကိုစိတ်ဝင်စားကြကလေးတွေအကုန်လုံးကျွန်တော်တို့ welcome လုပ်ပါတယ်ဆိုတော့အဲ့လိုကျွန်တော်တို့ပြောချင်ပါတယ်ဟုတ်ကျွန်တော်တို့ဒီ 1990s MMA gym ဆိုတော့ page ရှိရယ်ပေါ့နော် Facebook မှာကျွန်တော်တို့အဲ့ရနေတဲ့ page ကနေတည်းဆက်သွယ်လို့ရတယ်လို့အဲ့မှာလည်းကျွန်တော်ဖုန်းနံပါတ်တင်ပေးထားတယ်ကျွန်တော်တို့ဒီလိပ်စာကတော့ကျွန်တော်ဒီအမှတ်329ကျန်စတာလန်နဲ့ရာဇာတင်ညာလန်တော့အဲတောင်းတကော90ရက်ွက်ပေါ့နော်ဟုတ်ကဲ့ပြဟုတ်